ကျမပြောပြရမယ့်ဇလန်းဟာကျမရဲ့မိသားစုနဲ့အတူတူဘယ်တော့ကမှမဆွေးနွေးခဲ့ဘူးတဲ့အကြောင်းတစ်ခုပါဒီအကြောင်းအလုံးဟာမိနစ်ပိုင်းအတွင်းဖြစ်ပျက်ခဲ့တာပါအဲ့ဒီညမှာတကယ်ပါရီဖြစ်ခဲ့လဲဆိုတာကိုတင်ကိုရန်ဆုံးဖြတ်နိုင်မှုအသေးစိတ်အကုန်လုံးကိုကျမပြောပြပါမယ်အဲ့ရတဲ့မှာအဆင်ပြေသွားပြီးခေါင်းပေါ်ခေါင်းရုပ်တာနဲ့ကျမအိပ်ပျော်သွားပါတယ်မနေ့မှစီးပွားရေးခရီးအတွက်လေရင်စောစောထွက်ရမှာမို့ပါရုတ်တရက်ကျမတို့ရဲ့ရှစ်နှစ်အရွယ်သမီးလေးရူဘီကဇင်းကြံတစ်ချောက်ပြေးလာပြီး ကျမတို့ရဲ့အိတ်ခမ်းထဲကိုဝင်လာတာကိုကြားလိုက်ရတယ်။ဒီညတော့မဟုတ်ဘူးရူဘီ။သူ့မှာကျမခီးသွားရမယ့်အချိန်တိုင်းအမြင်လို့လို့အချက်ပြပြီးနိုးလာတဲ့နိုးဆက်စနစ်လေးတစ်ခုရှိသလိုပါပဲ။ကျမရဲ့ခင်မွန်းတုံနဲ့ကျမဟာဒီလိုအခြေအနေတွေကိုမစိမ့်ပါဘူး။သူမဟာအမြဲတမ်းကျမရှိတဲ့အရာပေးမှာပေသုံးပေလောက်အကွာမှာရက်ပြီးတူတူလေးပြောတတ်တယ်။မမေးကျမမတက်တာဘူး။သူမဟာမနက်မှာလူနာတွေကိုကြည့်ရမယ်သူ့အဖေကိုမနှိုးခြင်းဘူးသူမဟာကြောင်မသွားခြင်းလို့ ရိုဘေးရဲ့အကြံတွေကိုချက်ချင်းဖြည့်ဆည်းပြစ်တတ်တယ်။ပင်မနေပေမဲ့ကျမအမေမှုဝင်သွားပြီးယောဂစင်းကိုပြန်ပြောတယ်။ရိုဘီမင်းကောင်းကင်နေတာလား၊ဘိုင်းနာနေတာလား၊ပုံနေတာလား၊အေးနေတာလား။ဘာမှပြန်မဖြစ်ဘူး။အခုတော့ကျမကိုယ်တိုင်ထိုင်ဖို့အတင်းကျပ်လုပ်ပြီးနှိုးစက်လေးကိုလှမ်းကြည့်လိုက်တယ်။မနေ့3:45ပါ။မင်းမပွင့်ပေမဲ့တကယ်တမ်းမှာကျမခင်မောဟာလေးစင်းနှမောင်းတိုက်ခတ်နေတောင်အိပ်ပျော်နိုင်တဲ့သူပါ။ရိုဘီမင်းဖြစ်ရမယ်။ဘယ်နာနာနေတာလဲ။ရိုဘီလာခဲ့ မမေမင်းကိုအိယာဘောပြန်ခေါ်သွားမယ်။ကျမလက်ကိုရူပီစီစံပေးလိုက်တယ်။အမောင်ထဲမှာသူမရဲ့ပုံရည်လေးကိုမြင်နေရတယ်။ဒါပေမဲ့တခုခုမမှန်ဘူး။ကျမအခန်းကအမောင်ထဲမှာရှင့်ပေမဲ့ကျမရှိကကလေးလေးဟာအခန်းထက်ပိုပြီးမဲနေနေတဲ့။သူမဟာရူပီနဲ့အရက်အတူတူပဲ။ရူပီကိုအိယာဝင်ချိန်မှာဝှက်ပြီးခဲ့တဲ့အနည်းရောက်အင်းကြီးဝတ်စုံနေပဲ။သူမရဲ့လက်တွေနဲ့ခြေထောက်တွေကပိမ့်ပိမ့်ပါပါအယိုးတန်လိုပဲ။သူမရဲ့မျက်လုံးတွေကအခေါင်းပေါက်နေသလိုဘယ်နာကောင်မှမကြည့်ပဲဖြစ်နေတယ်။ ဒါကရူဘီအိမ်ခေါ်လာတဲ့တငယ်ချင်းလားဒါမှမဟုတ်ကျမတို့ရဲ့အိမ်ထဲကိုဘလို့မှမတီးပဲဝင်လာတဲ့ကလေးတယောက်လားကျမရဲ့မျက်လုံးကိုမလွဲပဲကျမခင်မုန်းကိုလှမ်းလုံလို့ဖို့ကြိုးစားတယ်ဒါပေမဲ့သူကကျမရဲ့အိမ်ရရဲ့အဆုံးစုံဆုံးမှာရှိနေပြီးကျမနေရကနေလှုပ်မသွားနိုင်ပဲသူ့ကိုမထိနိုင်ဘူးပြီးတော့ကျမတက်လက်မှတော့မလုပ်ရဲဘူးတွန်းနိုးပါတွန်းကျေးဇူးပြုပြီးနိုးပါအိမ်ထဲမှာတရရရှိနေတယ်တွန်းနိုးပါကလေးကတစ်ချက်မှမလုပ်ပဲ အခုတော့ကျမကိုတဲ့တဲ့ကြည့်နေတယ်။ကျမဒူမကိုပုံနီးကပ်စွာစစ်ဆေးဖို့ရှေ့ကိုငိုက်လိုက်တယ်။ထိတ်လန့်စရာကောင်းတာကဒါကကလေးမဟုတ်ဘူး။ဒူမရဲ့ရှေ့လျားပိမ့်ပိမ့်ပါပါခြေထောက်တွေဘေးကိုလှုပ်လျက်ပြုံးနေတယ်။ဒူမဟာကက်တလစ်တန်တစ်ခုကိုထက်ခါထက်ခါထုတ်ပြီးရိုဘင်ရဲ့အတန်အတိုင်းကလေးတစ်ယောက်ရဲ့တွင်းင်းနဲ့ငိုတန်းကိုထုတ်နေတယ်။ကျမတုံ့လုံနေပြီမဲ့ကျမရဲ့စင်ကြင်ညာကဒါအိမ်မက်ဖြစ်ရမယ်။ကြည်လင်တဲ့ အကြောင်းအိမ်မက်တစ်ခုဖြစ်မယ်လို့ပြောနေတယ်။ဒါပေမဲ့ကျမထိုင်နေတာပဲ။နာယီကိုကြည့်နိုင်တယ်။ညစပွဲကိုမြင်နေရတယ်။မျက်နှာကိုထိတယ်။မျက်လုံးတွေဖွင့်ထားတယ်။ကျမနိုးနေမှန်တန်ဖျားဖြစ်စရာမရှိဘူး။တွန်ကကျမထိတ်လန့်နေမှန်ချက်ချင်းနားလေသွားတယ်။မိမိကအိမ်မက်ဆိုးမတာပါ။ဒါမျိုးကိုမင်းသိတယ်မဟုတ်လားတမီးလေး။မိမိကငိုကြည့်တတ်တဲ့ကလေးကြီးဖြစ်နေပြီ။ရိုဘီတယောက်ရင်နေတာကိုကြားပြီး သူမအဆင်ပြေမယ်ဆိုတာသိလိုက်တယ်။ဒါပေမဲ့ကျမဟာမိသားစုကိုဒီလို ထိတ်လန့်ပွင့်နီးနဲ့နှူးမိတာကိုကြောက်လန့်မိတယ်။အေးစစ်စစ်မီရှယ်မင်းအာယုံတွေထွေပြားနေပြီ။တွန်းတကယ်ပဲအိတ်ခမ်းထဲမှာတခုခုရှိနေခဲ့တယ်။ရူဘီလို့ထင်ခဲ့ပေမဲ့ဒါကကြောက်စရာတခုခုပဲ။လူမဟုတ်ဘူးမီရှယ်။ဒါအိမ်မက်ဆိုးပဲ။တွန်းမင်းဒါကိုနားမလည်နိုင်ဘူးဆိုတော့ငါသိတယ်။ဒါပေမဲ့ငါပြောနေတာကဒီအခမ်းထဲမှာတကယ်ပဲဆိုးရွားတဲ့အရာတခုရှိခဲ့တယ်။အဲ့ရပြီးမှတကယ်ရက်နေပြီး ရူဘီကိုအတုခိုးနေတာငါပြောခဲ့တယ်အလုတ်ကို ပြန်သွားဖို့အရန်ဆောလွန်းနဲ့ဈေးရီရဲ့အာနိသင်ကတညာရဲနဲ့ပြောက်မသွားဘူးအုံနောက်ခွဲစိတ်ပြီးတဲ့လူနာတွေမှာစိုးရွားတဲ့စိတ်ကူးယဉ်မှုတွေဖြစ်တတ်တယ်မင်းရဲ့အုံနောက်ကပြန်လဲပြုတ်ပြင်နေတာလို့တွေးကြည့်ပါတွန်းငါအိမ်မက်မမှတ်ခဲ့ဘူးကျေးဇူးပြုပြီးငါ့ကိုယုံပါချစ်လေးငါနားလဲပါတယ်ဒါတကယ်ကိုကြောက်စရာကောင်းတဲ့အိမ်မက်တစ်ခုပဲဒါပေမဲ့အိမ်မက်ပါပဲမီရှဲမင်းရဲ့စီးပွားရေးခရီးကိုဖျက်လိုက်ပါ ဒါကတိသားထင်ရှားတဲ့ဖြည့်စည်းမှုကြီးပဲမင်းရဲ့အလုပ်ကစောင့်နိုင်တယ်အရေးကြီးတာကမင်းကျမ်းမာပြီးပျော်ရွှင်နေဖို့ပဲမင်းကရူဘီရဲ့မိမိပါ तू မကငါတို့ရဲ့ဦးစားပေးပထမဆုံးပဲမင်းက तू မရဲ့ဘေးကင်းရနေရဒီလိုရင်းနဲ့ तू မကိုဆက်ပြီးကြောက်လန့်စီလို့မဖြစ်ဘူးမင်းစေးရုံမှာရှိနေတုန်းကရူဘီအရန်စစ်မကောင်းဖြစ်ခဲ့ရတယ်ကျေးဇူးပြုပြီးဒါကိုထပ်မဖြည့်ဆွမ်းပါနဲ့မနေ့ပြန်ရူဘီကိုသူ့အဖွားစီခေါ်သွားပြီးရဲ့နှင်းငွေနေခွင့်ပေးမယ်ဒါဆိုမင်းရူဘီအတွက် ညလယ်မှာနိုးရမယ်စိတ်ပူပန်မှုမရှိပဲအနားယူနိုင်မယ်အခုတော့အိတ်ကြဆုတွန်ကမှန်နေဆိုတာကျမသိတယ်သူကအမြဲတမ်းကျမရဲ့စင်ကျင်တုံတရားနဲ့အတန်ဖြစ်ခဲ့တယ်မယိုးတောင်းမှုမရှိမကောင်းတဲ့ရည်ရွယ်ချက်မရှိပဲအရာတွေကိုပြုတ်ပြင်မှုဖြစ်ရှင်းနှိရှာဖို့သူ့ရဲ့လိုအပ်ချက်တသက်ပဲဒါကသူ့ရဲ့တဘာဝပဲဒါကြောင့်လဲကျမသူ့ကိုချစ်တာပါညတညအကြမှာကျမအိတ်ရမှာအနားယူနေတော့တွန်ကအခန်းထဲဝင်လာပြီးတခုခုပြောတယ်ချစ်လေးဒီညရူဘီကိုသူ့အဖွားစီပို့ပြီးရင် ငါတို့ဝင်နှန်းပါတီကိုသွားမယ်။ပြီးခဲ့တဲ့ဘက်ကမင်းကိုပြောခဲ့တာတွေကိုမှတ်မိတယ်မလား။ဟမ်တွန်းတကယ်တော့ငါမမှတ်မိဘူး။ရပါတယ်ချစ်လေးငါအတွက်နိုးနေစရာမလိုဘူး။ငါပြန်လာရင် တိတ်တိတ်လေးအိပ်ရတဲ့ဝင်လာမယ်။ဒီညတခြားအနားယူပါ။စီရောတောက်ပြီးပြီလား။မမှတ်မိဘူးတောက်မိတယ်လို့ပဲတွန်း။မတော့မိသေးဘူးထင်တယ်ဒီမှာချစ်လေးဒီစည်းတွေကမင်းမြင်မြင်တက်တာဖို့အရင်အရေးကြီးတယ်ညစမယ်ချစ်လေးကောင်းကောင်းအိပ်ပါမမေးနိုးပါမမေးမမေး မမေနိုးပါဘာဖြစ်လို့လဲရူဘီမမေကျမမသက်တာဟုအဲ့ဒီခါမှာကျမသဘောပေါက်လိုက်တယ်ဒါရူဘီမဖြစ်နိုင်ဘူးသူမကအဖွားစီတွားနေပြီးသားပဲဒါကအဲ့ဒီထိတ်လန့်ပွဲဆိုးရွားတဲ့ကလေးအတူပဲဒါကကျမတမီးမဟုတ်ဘူးမင်းကရူဘီမဟုတ်ဘူးဒူဘီကအဖွားစီတွားပြီးသားပဲမင်းကဘာတူလဲမမေကျမ ရူဘီပါကျမမတက်တာလို့အဖွားစီမတော်နိုင်ခဲ့ဘူးမဟုတ်ဘူးမင်းလိန်နေတာငါခင်မုန်းကသူ့ကို အဖွားစီခေါ်သွားပြီးသားပဲမမေကျမကရူဘီပါမမေကျမကရူဘီပါကျမကရူဘီပါမမေရူဘီလို့ဟန်ဆောင်လာရက်လိုက်စမ်းမင်းကရူဘီမဟုတ်ဘူးမင်းကရူဘီမဟုတ်ဘူးအိုးမဟုတ်ဘူးမဟုတ်ဘူးရူဘီ မိရှဲမင်းကငါတို့သမီးကိုတတ်လိုက်တာမမေမမေမင်းကစိတ်ဒသတယောက်ပဲသမီးလေမင်းကုံသိမ့်ပြီပြီလားအဖေကျမပိုင်းနေနေနာနေဒီညအဖွားစီတော့မကောင်းတဲ့အကြံဖြစ်နိုင်တယ်သမီးလေအနားယူလိုက်ပါနက်ပြန်ဒါမှမဟုတ်မင်းတက်တာတဲ့အခါသွားကြမယ်ဒါပေမဲ့ကျေးဇူးပြုပြီးမင်းမမေကိုမနှိုးနဲ့သူမလည်းမတက်တာဘူးအနားယူဖို့လိုတယ်အဖေတို့အခုထွက်ရမယ်နောက်ကျနေပြီခုနိုင်သမီးလေခုနိုင်ဖေး ဒီဇလမဆိုလို့ရှိရင်ကျွန်တော်စဉ်းစားစရာအများကြီးရှိတယ်ကွာဆိုတော့ Ruby ရဲ့အမေ Michelle ကအုံနောက်ခွဲစိတ်ထားတဲ့အတွက်သူကသူပဲစိတ်ကြောင်ချောက်ချားဖြစ်နေတာလားတကယ်ပဲ Ruby ကအဲ့ဒီကလေးလေးဖြစ်နေတာလားဆိုတော့နောက်ဆုံးသားမှာဆိုလို့ရှိရင်ဒီသူ့အဖေနဲ့သူ့သမီးပြောတဲ့စကားအရာ Ruby ကအဲ့ဒီညမှာသူ့အဖွားအိမ်ကိုမရောက်သေးဘူးကွာသူတို့အိမ်မှာပဲရှိသူ့အဖွားအိမ်ကိုမသွားရသေးဘူးသူ့အဖေနဲ့တွားဖို့တိုင်မီနေတော့မှရှိသေးတယ် ဆိုတော့ဒါကိုပြိဿကြီးတို့ဘလို့ထင်လဲဘလို့စဉ်းစားမိလဲပေါ့ကျွန်တော်လည်းခုချက်ပြီးဒီဇလန်ကိုစဉ်းစားနေအောင်ဖြစ်တယ်ဆိုတော့ Ruby ကတကယ်ပဲအဲ့ကလေးမလေးဖြစ်နေလားဒါမှမဟုတ်ဒီ Michelle Ruby ရဲ့အမိကပဲအုံနောက်ခွဲစိတ်ခံရတဲ့အတွက်အစိတ်ကြောင်ချောက်ချာဖြစ်နေတာလားပေါ့ဆိုတော့အာလူချင်းမင်းတို့အာပြိဿကြီးတို့တွေးမိတာလေးစဉ်းစားမိတာလေးကို comment မှာရေးသွားပြလို့ရပါတယ် ဂျာကက်နဲ့ရှီလာဆိုသူတို့ကအရန်ကိုတင်းငယ်တော့အင်းလေးတစ်လုံးမှာအတူနေထိုင်ကြပါတယ်။ဂျာကက်ကစိတ်ယုံတစ်ခုမှအလောလောကန်ပြီးရှီလာကတော့အင်းနေကိုတွားကဟင်းနေကိုချက်ပြုတ်ပေးတယ်။ဂျာကက်နဲ့ရှီလာတို့မှာတဲဦးတဲတော်တမိဖြစ်သူမီနာဆိုသူရှိပါတယ်။သူမကအရန်ကိုလှပါတယ်။မီနာကိုမြင်သူတိုင်းတအောင်တော်အောင်ဖြစ်ပြီးသူမကိုငေးကြည့်နေတဲ့ကြတယ်။တရက်မှာတော့မီနာနဲ့သူမရဲ့ငွေချင်းပိုင်းတို့ကောလိုက်ကနေအင်းကိုပြန်လာတဲ့လမ်းမှာမီနီအိုးဝင်ငားနေတဲ့လေးမတဲဦးကိုတိလိုက်ရပါတယ်။သူတို့ဘဝဟာဘလောက်ကောင်းမွန်လဲ။ နေ့စဉ်နေရာအသစ်တွေကိုခီးထွက်နိုင်တဲ့မင်းလဲလေးရင်မဖြစ်ရင်ကဘာတဝမ်းကိုလဲပတ်နိုင်မှာပဲငါလေးရင်မဖြစ်ဖို့မဖြစ်နိုင်ပါဘူးအဲ့လိုမိနာကပြောတယ်ဘာလို့မဖြစ်နိုင်ရမှာလဲမင်းကဘလောက်လှပနေလဲမင်းလို့လှပတဲ့သူကောလိပ်ထဲမှာဘသူမှမရှိဘူးမင်းရဲ့အကြောင်းအမောင်းကအရန်ကောင်းပြီးမင်းရဲ့အင်္ဂလိပ်စကားပြောကလည်းအရန်ကိုကောင်းမွန်လာတယ်မင်းကလူတိုင်းကိုဆွဲဆောင်နိုင်တယ်ဒါပေမဲ့မင်းရဲ့မိဘတွေကဒီအကြောင်းကိုသဘောတူမလားလို့ပန်းရမီးတယ်အိုးသူတို့ကိုသဘောတူအောင်ငါလောက်ရမှာပေါ့အဲ့လိုမိနာက ပြန်ဖြေတယ်အိမ်မရောက်တော့ မီနာကသူမရဲ့မိဘများကိုလင်းရင်မဖြစ်ချင်ကြောင်းပြောပြတယ်။လင်းရင်မဆိုတဲ့သကားကိုကြားတာနဲ့အဖေကမင်းဘာပြောနေတာလဲ။အဲ့လိုထိတ်လန့်သွားတယ်။ဘာထိတ်လန့်စရာရှိလဲ။ငါတို့သမီးကလင်းရင်မဖြစ်ရင်ငါတို့အိမ်ကနာမည်ကြီးမှာပေါ့။ငါတို့ချမ်းသာလာမှာပေါ့။အဲ့လိုအမေကပြောတယ်။လာပါတဲ့အဝတ်အစားတွေနဲ့အိမ်ကနေထွက်လာရင်ငါကုန်ယူသွားပြောမှာပါ။ငါသမီးကလင်းရင်ပဲပါလို့အဲ့လိုအမေကဆက်ပြောတယ်။မီနာရဲ့အမေကသဘောတူပြီးအဖေကိုလည်းသဘောတူအောင်စီရင်ပေးတယ်။မီနာကဒီစကားတွေကြားတော့အလွန်ပျော်ရွှင်ပြီး လင်းရင်မဖြစ်ရင်ပြင်ဆင်မှုတွေစတင်လှုပ်ဆောင်နေသူမက နေရောညပါစူးစမ်းပြီးလင်းရင်မအလုပ်တွင်အင်တာဗျူးတွေအများကြီးဝင်ရောက်တယ်မိနာကအင်တာဗျူးများကိုအောင်မြင်စွာဖြတ်ကျော်ပြီးနောက်ဆုံးမှာလင်းရင်မတယောက်ဖြစ်လာပါတယ်နောက်ဆုံးတော့ငါလင်းရင်မဖြစ်လာပြီးအခုငါမိဘတွေကိုဒီတဲ့တင်းကိုတော့ပြုတ်မယ်အဲ့လိုသူမကပြောတယ်ပျော်ရွှင်စွာအိမ်မြန်ရောက်လာပြီးမိဘတွေကိုဒီတဲ့င်းကိုပြောပြလိုက်တယ်။မိနာရဲ့မိဘတွေကဒီတဲ့င်းကိုကြတော့အလွန်ပျော်ရှင်ကြတယ်။၄ရက်ကြာမှမိနာကလေယာဉ်မဲ့ယူနီဖောင်းကိုဝတ်ဆင်ပြီးအိမ်ကနေထွက်လာတယ်။ ငါသမီးကဘလောက်လှပနေလဲဒီနေ့သူမရဲ့လင်းပြန်ပေါ်မှာပထမဆုံးနေပဲအခုဆိုသူမကကဘာတဝဲမှာပြန်တန်းနေမှာပဲငါတို့အိမ်ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့ပြီငါတို့အိမ်ရဲ့အခြေအနေကလည်းတိုးတက်လာမှာပဲအဲ့လိုအမေကပြောတယ်အမေပြောတာမမှားဘူးအားလုံးကောင်းမွန်နေမှာပါအဲ့လိုမီနာကပြန်ပြောတယ်မီနာကလေစိတ်ကိုရောက်ရှိပြီးသူမရဲ့ပထမဆုံးလင်းခီးစဉ်ကိုစတင်တယ်သူမကအနေနဲ့စိတ်လှုပ်ရှားနေပြီးဒါပေမဲ့အထက်ထဲမှာအလွန်ပျော်ရှင်နေတယ် မီနာရဲ့ပထမဆုံးနေ့ကအရန်ကောင်းမွန်ပြီးကြောက်ရွံ့စွာအိမ်ပြန်ရောက်လာတဲ့မိဘတွေကိုလင်းရင်အကြောင်းအားလုံးပြောပြရင်သူတို့ကသူမစကားကိုအာယုံဆိုင်နားထောင်ပြီးအလွန်ပျော်ရှင်ကြတယ်အလုံးဟာအလွန်ကောင်းမွန်စွာဖြစ်ပေါ်နေတယ်မီနာရဲ့အမေကအိမ်တွေကိုဟင်းချက်ရံမတော်ရတော့ပဲအိမ်ရဲ့အခြေအနေကလည်းတိုးတက်လာတဲ့အလုံးဟာပျော်ရွှင်စွာရှိနေပြီးဖရဲသခင်ကိုကျေးဇူးတင်ကြတယ်မီနာကဖရဲသခင်နဲ့ဆုတောင်းပြီးအလုတ်ကိုထွက်ခွာလာတယ်ထိုနေ့မှာတော့မီနာစီအလုတ်ကိုတွားလာရတဲ့အနေငယ်နောက်ကျသွားပြီးလမ်းမှာမိုးသည်ထန်စွာရွာနေတယ် ။အိုးဖျားဘလို့ဒုက္ခလဲ။ငါမှအချိန်မရှိတော့ဘူး။သုံးပင်းလည်းမရတော့ဘူး။ဘိုးကလည်းစတင်ပြီးရွာနေပြီ။အဲ့လိုသူမကပြောတယ်။ခဏကြာပြီးနောက်လမ်းဘေးမှာသုံးပင်းတစ်စီးရပ်ထားတာကိုတွေ့လိုက်ရတယ်။မိနာကသုံးပင်းကိုမြင်တော့အလင်းအမြန်ပြေးသွားပြီးလမ်းဘေးမှာထွက်လာသောထရက်ကားကိုသတိမထားမိပဲဖြတ်သွားတယ်။ထရက်ကားကအလင်းအမြန်မောင်းလာပြီးမိနာကိုဝင်ရိုက်မိသွားတယ်။သူမရဲ့ခေါင်းမှာသွေးတွေစီးကျလာပြီး ခဏအကြာမှာသူမဒီအသက်ရွှေ့ရသွားတယ်။ထိုအချိန်မှာလေရင်ကပြန်တက်ရန်ပြင်ဆင်နေပြီးမိနာကမတိလိုက်ပဲလေရင်မြန်မာတက်သွားတယ်။အလုံးကပုံမှန်အတိုင်းဖြစ်နေပြီးခီးတယ်များလည်းအေးဆူစွာထိုင်နေကြတယ်။သို့တော့လေရင်ကရုတ်တရက်ရင်ထိုးလာပြီးခီးတယ်များကိုထိလန့်သွားကြတယ်။ခဏအကြာမှာလေရင်ကရင်ထိုးမှုရက်သွားပြီးလေရင်မတူးရောက်လာတယ်။အချိန်မှာကလင်းငတ်တဲ့ဦးကမိခင်ရဲ့ဘေးအိမ်ထံမှာအေးဆူစွာမျက်လုံးမိတ်ထားရင်အိတ်နေတယ်။လေရင်မကိုမြင်တော့ခဏလေးအတွင်းမှာမိနာကနတ်သမီးအဖြစ်ပြောင်းလဲသွားတယ်။ ဒီနေရာမှာကျွန်တော်တရဲမလို့မပြောရဲနတ်သမီးဖြစ်လို့ပြောမယ်နော်မုံဘိုးရမှာမလို့ပါကလေးငယ်ကသူမကိုမြင်ပြီးအယမ်းကြောက်လန့်ပြီးအော်ဟစ်နေတယ်ကလေးရဲ့အော်တန်ကိုကြားတော့မိခင်ကရုတ်တရက်ထလာပြီးကလေးကိုဖမ်းလိုက်ရင်မဖြစ်တာလက်သားလေးမကောင်းတဲ့အိမ်မက်များမက်လို့လားအဲ့လိုမေးလိုက်တယ်မဟုတ်ဘူးအမေနတ်သမီးတယောက်ပဲသူမကိုငါအခုပဲတွေ့လိုက်တယ်သူမရဲ့ပုံစံကအယမ်းကြောက်စရာကောင်းတယ်ရုတ်တရက်နတ်သမီးတယောက်လို့ပြောင်းလဲသွားတာဘာသူကမှမပြောနိုင်အောင်အမေနတ်သမီးကိုတောင်းမဲ့မအောင်အဲ့လိုကလေးကပြောတယ် ဘာမှမဖြစ်ပါဘူးဒါလေးမကောင်းတဲ့အိမ်မက်တွေမှတ်တာဖြစ်ပါမယ်။အိုးမင်းနာမင်းကဒီနေ့ရောက်လာတာမဟုတ်ဘူးလား။ဒါဆိုဒီကိုဘယ်လိုရောက်လာတာလဲ။ငါရောက်နေတာပဲဒါပေမဲ့မင်းကောင်းကိုမမြင်လိုက်ဘူးဖြစ်မယ်။အဲ့လိုမီနာကပြောပြီးထွက်သွားတယ်။နဒီကမီနာကိုဒီနေ့မလာတာကြောင့်တတိရလိုက်ပြီး "तू မဘယ်လိုလာနိုင်မှာလဲ"လို့အံ့ဩသွားတယ်။အဲ့ဒီအချိန်မှာလီရင်ကပြင်းထန်စွာရိန်ထိုးလာပြီးဒါဘာဖြစ်နေတာလဲ။ငါမြင်သွားကြည့်ရမယ်။ဘယ်သူမှဘာဖြစ်နေမှန်းနားမလည်ဘူး။အဲ့လိုနဒီယာပြောတယ်လေငါထက်ခါထက်ခါရိမ့်ထိုးနေပြီးခီးတဲ့ယူလဲအလွန်ထိတ်လန့်နေကြတယ် လင်းရင်မှာဘာပြဿနာမှမရှိဘူးဆိုရင်ဒီလိုဘာလို့ဖြစ်နေတာလဲအဲ့လိုနဒီကထမ်းမှန်တွေးမိတယ်နဒီကလင်းရင်မတူးစီသွားပြီးတော့မင်းရဲ့လင်းရင်မှုကမစ္စတာရန်ဒီလာဖြစ်နေတာလားထိုလင်းမကမစ္စတာရန်ဒီကအားလိုက်ရမှာပါဒီနေ့တော့တယောက်လာမှာပါအဲ့လိုဖြေတယ်လင်းမင်းအုပ်ကလင်းမှုပုံစံကိုတွားကြည့်ပြီးဒါမစ္စတာရန်ဂျန်မဟုတ်ဘူးတယောက်ယောက်ပဲအဲ့လိုပြောကြတယ်မင်းဘယ်သူလဲမင်းကငါတို့ရဲ့လင်းမှုမဟုတ်ဘူးတယောက်ကထိုင်ကုန်ကနေထလာရင်ငါဒီကလေးကိုကြိုက်မယ် ဟက်ကောင်းလေးယူရီနဲ့ဒူတောင်ထဲမှာတောက်ရက်နေအဲ့လိုလေးမင်းကပြောတယ်လေးမင်းများလည်းထိတ်လန့်နေပြီးမိနာရောက်လာပြီးဒီကလေးကိုလွတ်ပေးလိုက်အဲ့လိုပြောလိုက်တယ်။သူမကအဲ့ဒီလူကိုဘေးကိုဆွဲပြီးမိနာရဲ့လေဘင်းကိုစုပ်ကန်လိုက်တယ်။မိနာကဒေါသထွက်ပြီးမျက်လုံးတွေနီးရလာပြီးရုတ်တရက်နတ်သမီးအဖြစ်ပြောင်းလဲသွားတယ်။နတ်သမီးကိုမြင်တော့ထိုလူတွေကအောအောသွားပြီးနတ်သမီးကထိုလူရဲ့လေဘင်းကိုစုပ်ကန်လိုက်တယ်။ခီးတယ်များလည်းထိုနတ်သမီးကိုမြင်ပြီးပုံပုံထိတ်လန့်က"အိုးနတ်သမီးပဲဒီနတ်သမီးကဘယ်ကလာလဲ" အဲ့လိုပြောကြတယ်ပြောစမ်းငါ့ကိုဒီလိုလုပ်မယ်ဆိုရင်မင်းကိုတတ်ပြစ်မယ်မဟုတ်ရင်လင်းဒီလင်းရန်ကိုပြစ်ချမယ်မင်းကဒီလူသားအလုံးရဲ့အသက်ကိုယူကျင်နေတာလားဒီလူသားတွေရဲ့အသက်ကိုမယူပါနဲ့လို့နတ်သမီးကပြောတယ်နတ်သမီးကထိုလူကိုပြင်းထန်စွာတွန်းလဲလိုက်ပြီးလင်းရင်မှုတန်တို့ပြန်လဲပြုတ်ကျသွားတယ်ငါကမင်းကိုမဟုတ်ဘူးဒီလင်းရင်မှုကိုလည်းတတ်မယ်မင်းတို့နှစ်ယောက်လုံးငါ့လက်ထက်ကနေမလွတ်မြောက်နိုင်ဘူးအဲ့လိုနတ်သမီးကပြောတယ်လင်းရင်မှုကနတ်သမီးကိုမြင်ပြီးထိတ်လန့်ကလက်များတွန်းလို့လာပြီးမတော်တဆမမှန်ကန်သောခလုတ်ကိုနှိပ်လိုက်တယ် ကလုံနှိုက်လိုက်တာနဲ့လေရင်ကပြင်းထန်စွာရိမ့်ထိုးလာပြီးလေရင်ဟာဟန်းချက်ပြတ်သွားတယ်။ခီးတွေကကြောက်လန့်စွာအဟိနေကြပြီးလေရင်မင်းများလည်းထိတ်လန့်နေကြတယ်။သို့သောလေရင်မင်းများကကျေးဇူးပြုပြီးအားလုံးညီညီနေကြပါစိတ်မပူကြပါနဲ့ခဏလေးအတွင်းငါတို့အားလုံးဘေးကင်းစွာဆောင်ရွက်ပေးမယ်အလို့ပြောတယ်။လေရင်မင်းများ၏စကားကိုခီးတွေများကနားမထောင်ပဲလေရင်မှုခန်းထဲမှာလူတအုပ်တန်ရာရလျက်မြေပေါ်မှာလဲကြနေတယ်။တခြားတစ်ဖက်မှာလေရင်မှုနဲ့အကြီးမားဆုံးပြဿနာတစ်ခုဖြစ်ပေါ်နေတယ်။ အမြန်ဆုံးဒီလီရင်ကိုဘီကင်းတဲ့နေရာမှာဆင်းသက်ပါငါဘသူ့မှာဘာမှဖြစ်ခွင့်မပြုဘူးငါအခုလုံးမယ်အဲ့လိုနှသမီးကပြောတယ်လီရင်ကလုံးဝဟန်ချက်ပြတ်သွားပြီးတောင်တစ်ခုစီကိုအချိန်ပြင်းစွာဥတီသွားတယ်နှသမီးကအားလုံးကိုကယ်တင်ရန်တခုရဲ့သောနီလန်းကလီရင်မှထွက်သွားပြီးလီရင်ကိုလက်နဲ့အစွဲယူထားရန်ဖြစ်တယ်ငါရဲ့စွမ်းအားလုံးကိုတုံးရမယ်ဒီလူသားတွေကိုတေကွန်မပြုတ်နိုင်ဘူးအဲ့လိုနှသမီးကပြောတယ် နာသမီးလေရင်မဲကသူမရဲ့စွမ်းအားလုံးကိုအသုံးပြုပြီးလေရင်ကိုတစ်ဖက်သို့ပြန်တန်းစေတယ်ခဏကြာမှလေရင်ကအဟန်ချက်ပြန်မြလာပြီးအိုဖျားအခုတော့ဘာမှမဖြစ်တော့ဘူးအဲ့လိုနဒီယာပြောတယ်နဒီကအများဆုံးကြညာချက်တစ်ခုပြုလုပ်ပြီးလေရင်ဟာတောင်ထဲတိုက်မိခြင်းမှလွတ်မြောက်သွားပြီးအခုအားလုံးပုံမှန်ဖြစ်သွားပြီးခဏကြာမှဘီကင်းတဲ့နေရာမှာဆင့်သက်တော့မယ်အားလုံးငြိမ့်ငြိမ့်နေပြီးထိုင်ကုန်ကပတ်တွေကိုခြိထားပါအဲ့လိုပြောတယ်လေရင်မဲကအများဆုံးလေရင်တစ်ခေါက်ကိုဖွင့်ပြီးခီးစရီကိုတအူးချင်းထွက်သွားစေတယ် ်အလုံးထွက်သွားပြီးနောက်လေးမင်းများလည်းထွက်လာကြတယ်။လူအလုံးကထိုနှစ်သမီးကိုမြင်ဖို့ကြိုးစားကြပေမဲ့ဘယ်နေရာမှာမှရှောင်မတွေ့ရတော့ဘူး။သို့တော့ခဏအကြာမှာနှစ်သမီးကထိုလူနှုတ်ကိုလေမင်းမှဆွဲထုတ်ပြီးအပြင်ကိုထွက်လာတယ်။မင်းတို့ရဲ့အကြောင်းကြောင့်ဒီခီးစရီအလုံးအသက်တွေအန်တရယ်ကြောက်ရွံ့ခဲ့ရတယ်။မင်းတို့နှစ်ယောက်ကြောင့်ပဲဘာလို့ဒီလိုလုပ်ရတာလဲ။အခုတော့ငါမင်းတို့ကိုလွတ်မပေးတော့ဘူး။အဲ့လိုနှသမီးကပြောတယ်ထိုလူနဲ့လေရင်မှုကနှသမီးရှစ်တွင်လက်အုပ်ချပြီးအသက်ချမ်းသာပြီးဖို့တောင်းပန်ကြတယ်မင်းတို့ဒီလိုလုပ်နိုင်တာဘယ်လိုလုပ်မလဲ ဒီခီးတွေဟာငါတို့ရဲ့တာဝန်ဖြစ်တယ်။ဒါပေမဲ့မင်းကမိနာပဲလား။တော်ဆုံးမင်းကဘလို့နှစ်သမီးဖြစ်လာတာလဲ။သူတို့ကမေးကြတယ်။ငါကမိနာပဲ။ဒီနေ့မတော်တဆမှုတစ်ခုမှငါတီးသွားခဲ့တယ်။တီးသွားပြီးကလေးကဘာမှမသိလိုက်ဘူး။ငါအမြဲတမ်းအလုပ်လုပ်နေခဲ့တာပဲ။ဒါပေမဲ့ဒီကလေးကငါ့ကိုနှစ်သမီးလို့ခေါ်တော့အံ့ဩသွားတယ်။တခဏအတွင်းငါအားလုံးကိုတတိယလာပြီးရေချိုးခန်းထဲမှာကိုကိုကိုအမှန်နဲ့ကြည့်လိုက်တော့ငါတီးသွားပြီဆိုတာသိလိုက်ရတယ်။အဲ့လိုမိနာကပြောတယ်။နဒီနဲ့ဒီပီကာတို့ကမိနာတိတ်ဆုံးသွားကြောင်းသိရတော့ အလုံဝမ်းနေကြတယ်။ခီးတဲ့များလည်းမိနာအတွက်အလုံဝမ်းနေကြပြီးငါတို့မင်းကိုဂုဏ်ယူတယ်။မင်းကတေးပြီးတော့တောင်းမင်းရဲ့တာဝန်ကိုတန်းဆောင်ခဲ့တယ်။မင်းကလေးမယ်တယောက်ပဲ။မင်းရဲ့တာဝန်ကဘာလဲဆိုတာဒီကလေးစီကတင်ယူတဲ့နေ။ဒါဆိုမင်းလည်းကောင်းမွန်တဲ့လေမှုဖြစ်လာနိုင်မှာပါ။အဲ့လိုပြောကြတယ်။လေမှုကသူ့လုပ်ခဲ့တဲ့အမအတွက်စည်ရင်မှန်နဲ့တောင်းပန်ပြီးသူ့ရဲ့အမအတွက်အလုံးကြောက်ရွံ့နေတယ်။သူကဘေးကင်းစွာလူများကိုလေသိပ်သို့ပို့ဆောင်ပြီးနတ်သမီးလေရင်မဲ့လည်းအမြဲတမ်းခီးသည်များကိုကူညီရဲ့ လေစိတ်မှလှဲ့လေနေပါတယ်